မြေနေရမလို့ပဲခေါ်ရခဆိုင်ပြို့ဖို့အတွက်ပုံကွန်တွေကိုဖောက်ပေးပြီးမြေဆွေးအပြည့်ထည့်ထားပေးလိုက်ပါပြီးရင်တော့ပြို့ထားတဲ့ပြို့ပေလေးတွေထည့်ဆိုင်ပြီးရေဆိုးရွှဲအောင် လောင်းပေးထားရပါမယ်အပင်လေးတွေတွက်တက်နိုင်စေဖို့အတွက်စင်တန်းတစ်ခုကိုလည်းပြုလုပ်ပေးထားလိုက်ပါတလားကျော်လောက်ဆိုစင်တန်းတွေပေါ်မှာနွယ်ရီများစွာရှည်ထွက်နေကြပြီးဝေစာလို့နေပါပြီအပင်အာဟာရပြည့်ဝစေဖို့အတွက်အောက်ရိုးတွေကိုမိရှို့ပြီးရလာတဲ့ပြားတွေကို ရေနဲ့ရောစပ်ပြီးလောင်းပေးထားလိုက်ပါ စိုက်ပျိုးပြီးနှစ်လခွဲကျော်ကြာတဲ့အခါမှာတော့ဆင်တန်းတွေပေါ်မှာအသေးတွေများစွာတည်နေပြီးခုဆိုလို့ရနေပါပြီ။ဒါဆိုရင်တော့ဝယ်စားစရာမလိုအောင်ခုဆိုစားတုံးနိုင်မှာပဲဖြစ်ပါတယ်။ကိုရခါဒီစိုက်ပျိုးကျင်တူတွေအတွေ့အလွယ်ကူဆုံးအပင်ပြိုးနည်းလေးကိုဝေမျှပေးလိုက်ပါတယ်။ပထမဆုံးအပင်ပြိုးဖို့အတွက်ရင်းတဲ့ကိုရခါတီတွေကိုရွေးချယ်ပြီးယူပေးရပါမယ်။ရွေးချယ်ထားတဲ့ကိုရခါတီတွေကိုခွက်တစ်ခုထဲမှာနာယီဝက်ခန့်ရင်စိမ့်ပေးပြီးစီကြောပေးရပါမယ်။ စေကြောထားတဲ့ဂေါ်ရခတိတွေကိုအညောင်ပေါက်လျောင်ပြုလုပ်ဖို့အတွက်လေလုံနဲ့ပလတ်စတစ်အိတ်တွေကိုအသုံးပြုပါမယ်။အိတ်ထဲကိုရေအနှဲငယ်ဖြန့်ပေးပြီးဂေါ်ရခတိတစ်လုံးထည့်ထားပေးရပါမယ်။အိတ်တိုင်းမှာဂေါ်ရခတိတစ်လုံးစီထည့်ပေးပြီးလေလုံအောင်ပြုလုပ်ပေးရပါမယ်။ပြီးရင်တော့ကြက်ဖာပုံထဲကိုထည့်ထားပြီးအမောင်းချထားပေးရပါမယ်။တပတ်ကျော်ကြာတဲ့အခါမှာတော့အညောင်ပေါက်ထားတဲ့ဂေါ်ရခတိတွေမှာအမြင့်လေးတွေဖွဲ့စွတ်နေအောင်ထွက်လို့နေပါပြီ။အညောင်လေးတွေလည်းအစီအယီပေါက်လို့နေပါပြီ။ ဒါဆိုရင်တော့အုံဆံမုံကိုအသုံးပြုပြီးထပ်မံပြိုပေးလို့ရပါပြီ။ပြိုဖို့အတွက်အပေါက်ပါတဲ့ပလတ်စတစ်ဘူးတွေကိုအသုံးပြုပါမယ်။ဘူးတွေတဲကိုအုံဆံမုံအပြည့်ထည့်ထားပေးရပါမယ်။အုံဆံမုံဟာမြေဆွေးတွေတဲ့အဆို့ထိန်းထိန်းနိုင်မှုပုံမအကောင်းပြီးအမြင့်ထွန်းလုံးကိုပုံမမြန်ဆန်းစေပါတယ်။ကိုရခါတီးတွေကိုအုံဆံမုံတွေပေါ်အစီအရီတင်ထားပေးလိုက်ပါ။ပြီးရင်တော့ရေဆူရွှဲအောင်လောင်းပေးရပါမယ်။ဆယ်ရည်ကျော်ကြာတဲ့အခါမှာတော့ပြိုထားတဲ့ကိုရခါတီးတွေမှာအညွန့်တက်တွေများစွာထွက်နေပြီးဝေစာလို့နေပါပြီ။ အမြင့်လေးတွေလည်းဖွင့်နေအောင်ရှည်ထွက်လို့နေပါပြီ။ဒါဆိုရင်တော့မြေချစိုက်ပြို့လို့ရပါပြီ။မြေချစိုက်ပြို့ဖို့အတွက်ချင်းတွေတဲကိုမြေဆွေးအပြည့်ထည့်ထားပေးပြီးအလဲမာဘူးကွန်တစ်ခုမြုပ်ထားပေးလိုက်ပါ။ဘူးကွန်တဲကိုတဲမြေထည့်ပြီးခရခါပြို့ပင်လေးတွေကိုထည့်ဆိုင်ပေးရပါမယ်။လာအနေငယ်ကြတဲ့အခါမှာတော့စိုက်ပြိုးထားတဲ့ကိုရခါပင်တွေမှာအသီးတွေများစွာတည်နေပြီးကုစုစားသုံးလို့ရနေပါပြီ။ဝယ်စားစရာမလိုအောင်စိုက်ပြိုးလို့ရတာမို့မိ쇠တို့လည်းစိုက်ပြိုးကြည့်ကြပါဦးနော်။ နှစ်ပင်တဲနဲ့ကောရခာတီစားမကုံအောင်ဒီလိုလေးစိုက်ပြုတ်လိုက်ပါပထမဆုံးစိုက်ပြုတ်မဲ့ကောရခာတီတွေကို ပြူပေးရပါမယ်ရှင်းတဲ့ကောရခာတီတွေကိုရွေးချယ်ပြီးတဲမိထည့်ထားတဲ့ဘူးကွန်တွေထဲမှာထည့်ပြုတ်ပေးထားပါဆယ်ရီကျော်လောက်ဆိုအပင်လေးတွေပေါက်လာပြီးရွှေ့ဆိုင်လို့ရနေပါပြီစိုက်ပြုတ်ဖို့အတွက်ပုံကိုကြီးတစ်ခုကိုအသုံးပြုပါမယ်ရေစိမ့်ဝင်ထွက်နိုင်စေဖို့အတွက်ပုံကွန်အောက်ဖက်နဲ့ဘေးဘက်တွေမှာအပေါင်လေးတွေဖောက်ထားပေးရပါမယ် စင်တန်းပြုလုပ်ဖို့အတွက်ဝတ်ချမ်းတို့မဟုတ်တသားပြားတွေကိုပုံကွန်ပေးပစ်တွေမှာကတ်ထားပေးပါတဘာဝမြေဆွေးနဲ့စပါကွန်တွေကိုရောစပ်ပေးပြီးပုံကွန်ထဲအပြည့်ထည့်ထားပေးပါပြိုးထားတဲ့ကိုရခါပြိုးပင်တွေကိုယူပြီးပုံကွန်ထဲထည့်ဆိုင်ပေးရပါမယ်ပြီးရင်တော့ရေဆူရွှဲအောင် လောင်းထားပေးပါနှစ်ပတ်ကျော်ကြာတဲ့အခါမှာတော့ကိုရခါပင်လေးတွေဟာဂိုင်းတိများစွာထွက်နေပြီးຫນွေလေးတွေလည်းရှည်ထွက်နေပါပြီ။စင်နှန်းတစ်ခုပြုတ်လုပ်ပေးထားပြီးအောက်ခြေကဂိုင်းတက်တွေကိုရှင်းထုတ်ပေးပါ။ အစစ်ကြရေပေးနိုင်စေဖို့အတွက်ဘူးကွန်တွေကိုအသုံးပြုပြီးပြင်ဆင်ပေးလိုက်ပါအပင်ဟာရပြေဝစေဖို့အတွက်အသေးအွေကျဉ်ကျန်တွေကိုထည့်ကြွေပေးရပါမယ်တလာခွဲကြော်ကြာတဲ့အခါမှာတော့စင်နန်းတွေပေါ်မှာခေါ်ရခါနွယ်လေးတွေတွေ့တက်လို့နေပါပြီအသေးအွေကျဉ်ကျန်တွေနဲ့စစ်တုံကွန်တွေကိုဘူးကွန်တွေထဲထည့်ကြွေပြီးရေပုံမှန်ဖြည့်ပေးထားလိုက်ပါနလကြောကြာတဲ့အခါမှာတော့ခေါရခါနွယ်လေးတွေမှာအတီးကင်းလေးတွေနဲ့ဝေစာလို့နေပါပြီ။ရေစည်းပုံမှန်ထည့်ပေးပြီးရေပုံမှန်ဖြည့်ထားပေးရပါမယ်။ တုံးလာကြော်ကြတဲ့အခါစိုက်ပြူးထားတဲ့ကိုရခားပင်လေးတွေမှာအတီးတွေစားမကုန်အောင်တီးလို့နေပါပြီ။တဘာဝမြေဆွေးနဲ့စိုက်ပြူးထားတာဖြစ်လို့စင်းစုံလက်ဆက်ပြီးစားကျင်စပွဲဖြစ်လို့နေပါပြီ။ကိုယ်တိုင်စိုက်ပြူးပြီးစားတုံးနိုင်တာမို့မိတ်ဆွေတို့လည်းစိုက်ပြူးကြည့်ကြပါအောင်နော်။